်မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်ကောင်စီတပ်ကမြန်မာ electronic map ပေးဆက်တွေကိုတိုးမြင့်ထုတ်လုပ်နေပြန်တယ်လို့အဲ့ဒီ map ပေးဆက်တွေရဲ့လုံခြုံရေးနဲ့ဤပညာလေပတ်စနစ်တွေကိုပါစစ်တပ်ကပဲထိန်းချုပ်ထားတယ်ဆိုပါလေဂျင်ဘီနဲ့ကော့ဂရီမြော်ရီအရှတ်လမ်းမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးဂျပန်စစ်ကောင်စီဘက်ကတော်တော်ကိုအထိနာနေတဲ့အတွက် မြရီမြို့ကနေပါအာရှလမ်ဘတ်ကိုစစ်ကြောင်းပြန်ထိုးဖို့ပြင်ဆင်နေပြန်တယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချမ်းဖတ်စစ်ကောင်စီတပ်ကမြန်မာအီလက်ထရောနစ်မဲပေးဆက်တွေကိုတုံးမြင့်ထုတ်လုပ်နေပြန်တယ်လို့အဲ့ဒီမဲပေးဆက်တွေရဲ့လုံခြုံရေးနဲ့ဤပညာလက်ပတ်စနစ်တွေကိုပါစစ်တပ်ကပဲထိန်းချုပ်ထားတယ်လို့နေပြည်တော်စစ်တပ်သတင်းအရင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒါကတော့အချမ်းဖတ်စစ်ကောင်စီတပ်က လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာပြုလုပ်မယ်လို့ကြေညာထားတဲ့သူတို့ရဲ့အတူရောက်ရွေးကောက်ပွဲအပိုင်းတဲ့အတွက်မြန်မာ electronic mapping set တွေကိုတိုးမြင့်ထုတ်လုပ်နေပြန်တယ်ဆိုပါတယ်စစ်ကောင်စီကသူတို့ရဲ့ရွေးကောက်ပွဲတစ်ခုလုံးအတွက် electronic mapping set အရေးအတွက်9ပေါင်းခွဲနှိပါထုတ်လုပ်နေသလိုအဲ့ဒီထက်အရေးအတွက်ကိုတိုးမြင့်ထုတ်လုပ်ဖို့လည်းစီစဉ်နေပြီအဲ့ဒီ mapping set တွေရဲ့လုံခြုံရေးနဲ့ဤပညာလေပတ်စနစ်တွေကိုပါသူတို့စစ်တပ်ကပဲအဓိကထိန်းချုပ်ထားတယ်လို့နေပြီးတော့စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ် သူတို့လုံးမဲ့အတူရောက်ရွေးကောက်ပွဲမှာမဲယုံတင်းကိုမဲပေးဆက်နှလုံးကနေသုံးလုံးထားဖို့စီစဉ်ထားတယ်လို့အဲ့ဒီဆက်ပြတ်သွားရင်အစားထိုးဖို့ဆိုပြီးတော့ပါအရန်မဲပေးဆက်နှလုံးစီထားထားဖို့လဲလှုပ်ထားပြီးအဲ့ဒီမဲပေးဆက်တွေကိုစစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကစစ်တပ်ကိုစရင်ပေးပြီးတော့လာထုတ်ရတာဖြစ်တယ်လို့အဓိကကတော့အဲ့ဒီမဲပေးဆက်တွေကိုစစ်တပ်ကပဲအကုန်လုံးထိန်းချုပ်ထားတာဖြစ်တယ်လို့နေပြီးတော့စစ်တပ်သတင်းအရင်းမြစ်ကရှင်းပြထားပါတယ်အဲ့ဒီလို့ ရွေးကောက်ပွဲမှာအသုံးပြုမဲ့မဲပေးဆက်တွေကမဲအရေးအတွက်တွေကိုလည်းစစ်ကောင်စီကသူတို့လိုချင်သလိုအရေးအတွက်တွေကိုချက်ချင်းအပြောင်းလဲလုပ်နိုင်တယ်လို့လည်းအဲ့ဒီမဲပေးဆက်ကိုအသုံးပြုဖို့တင်တန်းတက်ခဲ့သူတွေကရေကုန်ခစ်တဲ့ကိုအတိပေးပြောပြထားပါတယ်လက်ရှိအကြံဖက်စစ်ကောင်စီကတော့ NLD ပါတီအပြတ်အနိုင်ရရှိခဲ့တဲ့2020ရွေးကောက်ပွဲရလက်ကိုပယ်ဖြတ်ပြီးအခုသူတို့စစ်တပ်ကစီစဉ်နေတဲ့တနိုင်ငံလုံးမလွှမ်းခြုံနိုင်မဲ့အတူရောင်ရွေးကောက်ပွဲကိုအခုနှစ်ဒီဇင်ဘာလ28ရက်နေ့ကစပြီး အပိုင်းလိုက်ကျင်းပမယ်ဆိုပြီးအတင်းအကျပ်စီစဉ်နေတာပဲဖြစ်ပါလိမ့်ခင်ဗျာတဖက်မှာတော့ဂရင်ပြည်နယ်ကော့ဂရိတ်မြောက်ရီအာရှလမ်းမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးအကြံဖတ်စကောင်းစီဘက်ကတော်တော်ကိုအထိနာနေတဲ့အတွက်မြောက်ရီမြို့ကနေပါအာရှလမ်းဘက်ကိုစစ်ကြောင်းပြန်ထိုးဖို့ပြင်ဆင်နေပြန်တယ်လို့ GNL စီရဲတရင်ရင်မြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်လက်ရှိကော့ဂရိတ်မြောက်ရီမြို့နယ်အာရှလမ်းမိုင်းမှာစစ်ကြောင်းထိုးနေတဲ့အကြံဖတ်စကောင်းစီတပ်ဟာ ကန်လီပီဒီပူပေါင်းတက်တွေရတက်ခိုက်ချင်းမုံမှုတွေဂျားမှာတေးတဲ့သူတွေတန်ရရတဲ့သူတွေတော်တော်ကူများနေပြီးအထိနာနေကြတယ်လို့တိုက်ပွဲတွေဟာလည်းတော်တော်ကူပြင်းထန်နေတယ်ဆိုပါတယ်လက်ရှိသိရှိထားချက်အရာနဲ့ဩဂုတ်လ23ရက်နေ့ကအေဒီအာရှလမ်းမမှာရှိတဲ့တဒန်ကူချေရွာအနီးမှာစကောင်စီတပ်ကသူတို့တက်တာနဲ့တေးမယ်ဆိုတာသိနေတဲ့စစ်မြေပြင်အနေအထားမှာလူလှိုင်းပုံစံသုံးပြီးသူတို့စစ်သားတွေကိုအသေးခံတက်ခိုင်းတဲ့အချိန် အဲ့ဒီမှာတဲ့စစ်သားအယောက်60ကျော်ဟာတော်လိုင်းတက်တွေရဲ့တက်ခိုက်ချင်းမှုမှုကိုခံရပြီးအတိအသင့်တိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းတော်တော်ကိုများပြီးတော့ငါးချိန်တိတိစစ်တပ်ဘက်ကတက်လန်ကြသွားကြတယ်လို့ KNL စီးရီးသတင်းအရင်းမြစ်ကရှင်းပြထားပါတယ်။လက်ရှိအချိန်ထိအဲ့ဒီ concrete asha လမ်းမိုင်းမှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့စစ်ကောင်စီတပ်ကတော့တဒန်ဂူးနဲ့ကော့နဲ့ကြေးရွာဘက်ကစစ်ကြောင်းတစ်ကြောင်းဒေါနာတောင်လက်ဟောင်းရန်ကုန်ကောင်းမှုရွာဘက်ကစစ်ကြောင်းတစ်ကြောင်းနဲ့ထိုးစစ်ဆင်နေပြီမဲ့လေ ဒေါ်လာရေးတက်တွေကိုဘလို့မှမနိုင်မဲသူတို့စက်တဘက်ကသာအထိနာနေတဲ့အတွက်အခုနောက်ဆုံးညရီမြို့ကနေပါအာရှလမ်းပိုင်းကိုသူတို့စက်တစစ်ကြောင်းတစ်ကြောင်းလွတ်ပြီးနှစ်ဖက်ညှက်တဲ့ပုံစံနဲ့ထိုးစစ်ဆင်ဖို့ပြင်ဆင်နေပြန်တယ်လို့သိရပါတယ်လက်ရှိညရီမြို့ဒဲနဲ့မြို့ပြင်တွေမှာလည်းစစ်ကောင်စီတပ်ကအင်အားတိုးမြှင့်ချထားပြီးတစ်ဖက်ကထိုင်းမြန်မာချစ်ကြီးရေးတရအမှတ်နှစ်မှာလည်းအစ်စ်ရောက်လာတဲ့စစ်မှုထမ်းတပ်သားအစ်စ်တွေကိုတုံးပြီးတော့စစ်အင်အား300လောက်ကိုတက်ဖြောက်ထားသေးတယ်လို့ကရင်စစ်ရေးတရင်ရင်မြစ်ကပြောထားပါသေးတယ်ခင်ဗျ ။တစ်ဖက်မှာတော့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ်1စစ်စင်ရေးနယ်မြေနေပြူဟာ33နဲ့မွန်ပြည်တော်လိုင်းတက် MSRF တို့ပူးပေါင်းလိုက်ပြီးညီနောင်တပ်ဖွဲ့အဖြစ်ဖွဲ့စည်းလိုက်တယ်လို့အထူးတိုင်းစစ်ဒေသဗျူဟာ33စစ်စင်ရေးမှုရဲဘော်စော်ဒါကူကရန်ကုန်ခေတ်တကိုပြောပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်ဇွန်လ14ရက်နေ့ကစပြီးဂျပန်စကောင်စီရဲ့စကခ19တရင်ကို drone စစ်စင်ရေးအဖြစ်ပူးပေါင်းတိုက်ပွဲဝင်ပြီးကြတဲ့က PDF နီးပြူက33နဲ့မွန်ပြည်တော်လိုင်းရဲ့ MSRF တို့ဟာ မဟာမိတ်အဖြစ်လက်တွဲခဲ့ကြပြီးလက်ရှိအချိန်ထိမွန်ပြည်နယ်နဲ့တရင်းသာရီတိုင်းကစစ်စင်ရေးတွေကိုပါစစ်ရေးဖော်ဆောင်မှုတွေလှုပ်ဆောင်ခဲ့ကြတယ်ဆိုပါလေအဲ့ဒီလိုစစ်ရေးဖော်ဆောင်မှုတွေအတူတကွပြုလုပ်ခဲ့ရကနေရေးပေါ်ရေးဘက်တွေအချင်းချင်းကြားတွေးဆညီညွတ်မှုအနေနာခံမှုနဲ့ယုံကြည်မှုတွေဟာညီနောင်ပမာပုံမူချစ်လက်ခိုင်မာပြီးဖြစ်တဲ့အတွက် PDF နီးပြူဟာ33နဲ့မွန်ပြည်တော်လှန်ရေးတပ် MSRF တို့ဟာညီနောင်တပ်ဖွဲ့အဖြစ်ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ် ကျန်တဲ့ဒီတကန်တော်လန်ရေးတက်တွေအနေနဲ့လေအဂျက်ဖက်စကောင်စီတက်ကိုတိုက်ခိုက်နေတဲ့သူအချင်းချင်းအားလုံးအတူတူကပူးပေါင်းလက်တွဲပြီးစာနာရှင်စနစ်ကိုစုပေါင်းအားနဲ့တွန်းလှန်မှသာအနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပန်းနိုင်ကိုအမြန်ဆုံးတက်လှမ်းနိုင်မှာဖြစ်တယ်လို့လေအထူးတိုင်းစစ်တနာဗျူဟာ33စစ်စင်ရေးမှုရဲဘော်စောဒါကိုကပြောထားပါသေးတယ်ခင်ဗျာဖတ်မှာတော့မကွေးတိုင်းရေကျိုးမြို့မှာ အချက်ဖက်စကောင်စီတပ်ကဆိုင်ကယ်အုပ်ထုပ်မဆောင်တဲ့သူတွေကိုတနက်နေ့လိုက်လံပစ်ခတ်ရမှာပြည်သူတို့ဦးသိဆုံးခဲ့တယ်လို့ရေဂျိုတောင်းရှစ် info ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဖြစ်စဉ်ကတော့ဩဂုတ်လ26ရက်နေ့ဖြစ်တဲ့မနေ့ကပဲရေဂျိုမြို့ပေါ်အမှတ်9ရက်ကွက်တိလောကဘက်ကကျောင်းအနီးမှာကင်းလှည့်လာတဲ့အချက်ဖက်စကောင်စီတပ်သားတွေကသူ့အတူဖြတ်တန်းသွာလာနေတဲ့ဆိုင်ကယ်တွေကိုဆိုင်ကယ်အုပ်ထုပ်မဆောင်လို့ဆိုပြီးတနက်နေ့လိုက်လံပစ်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုပစ်ခတ်မှုအတွေ့ ။စံကဲမောင်းတဲ့သူတွေလည်းအလန့်တကြားနဲ့ထွက်ပြေးသွားကြလို့လွတ်မြောက်သွားပြီမယ်။တိလောကဘက်ကကြောင့်အနောက်ဘက် နေအိမ်မှာအဝတ်လှမ်းနေတဲ့အသက်39နှစ်အရွယ်ကိုဇော်ဝင်းဆိုသူဟာစစ်တပ်ကပြစ်ခတ်လိုက်တဲ့တနက်ကြီးနှစ်ချက်ထိမှန်ပြီးတေဆုံးသွားခဲ့ရတယ်လို့ရေဂျိုတောင်းရှိအင်ဖိုရဲ့တာဝန်ရှိသူတူကပြောထားပါတယ်။အဲ့ဒီလိုအချက်ဖက်စကောက်စီတတားတွေပြစ်ခတ်မှုကြောင့်ជីတိမန်တေဆုံးသွားတဲ့အရတပြည်သူကိုဇော်ဝင်းရဲ့နာရီအခမ်းအနားကိုတော့ဒီကနေ့ဩဂုတ်လ29ရက်နေ့မှာပြုလုပ်ခဲ့တယ်လို့လည်းသိရပါပါခင်ဗျာ။ ဖက်မှာတော့မကွေးတိုင်းနတ်မောက်မြို့နယ်မှာရှိတဲ့ရဲသားပြည်သူတွေနေထိုင်ရာလဲဘူးကျေးရွာကိုဂျပန်စကောက်စီတပ်ကလေနဲ့ဘုံကျဲတက်ခိုက်သွားမှုကြောင့်အသက်၃နှစ်အရွယ်နဲ့၁၂နှစ်အရွယ်ကလေးငယ်၂ဦးအပါအဝင်ပြည်သူ၅ဦးသေဆုံးခဲ့ရပြန်တယ်လို့မကွေးမြို့နယ်ပကဖတာဝန်ခံကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့အော်ဂလန်ဆာ၄ရက်နေ့ညပိုင်းကပဲဂျပန်စကောက်စီတပ်ကနတ်မောက်မြို့နယ်လဲဘူးကျေးရွာကိုဘာတိုက်ပွဲမှမဖြစ်ပဲရည်ရွယ်ချက်ရှိရှိလေနဲ့လာပြီးပေါင်900ဘုံနှလုံးကြိတ်ချသွားတယ်ဆိုပါတယ် အဲ့ဒီလိုစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ခြေရွာတွေကအသက်၃နှစ်အရွယ်နဲ့အသက်၁၂နှစ်အရွယ်ကလေးငယ်နှစ်ဦးအပါဝင်ပြည်သူ၅ဦးတေဆုံးခဲ့ရတဲ့အပြင်နောက်ထပ်ပြည်သူ၉ဦးကဒဏ်ရာရရထားပြီးနေအိမ်တွေလည်းပျက်စီးထားတယ်လို့မကွေးမြို့နယ်ပတ်ခပတာဝန်ခံကပြောထားပါတယ်တေဆုံးသွားတဲ့ပြည်သူ၅ဦးတဲ့ကကလေးငယ်နှစ်ဦးကတော့မသက်တုံနဲ့မချိုစင်ကြော်ကြော်ဆိုသူတို့ဖြစ်ပြီးနောက်ထပ်ပြည်သူ၃ဦးကတော့တက်ကြီးပိုင်းမလွမ်းပိုးဦးကြည်မြင့်နဲ့ဦးဝင်းဆောင်ဆိုသူတို့ဖြစ်တယ်လို့သိရတယ်လို့ နောက်ထပ်ဒဏ်ရာရထားတဲ့ပြည်သူတွေကကလေးငယ်တဦးဆိုလဲမျက်စိကွယ်သွားရပြီဖြစ်တယ်လို့နတ်မောင်မျိုးနဲ့ပကပတာဝန်ခံကပြောထားပါတယ်။အချက်ဖတ်စစ်ကောင်စီတဟာရတပီတွေနေတဲ့ကြေးရွာဒီမှာတိတိကြီးနဲ့အခုလိုလေချောင်းကနေဘုံကျဲတက်ခိုက်မှုတွေလှုပ်ပြီးခလင်းငယ်တွေပါမချန်တက်ဖြတ်နေတာဟာတော်တော်ကူမအောက်တန်းကျတဲ့အဖွဲ့အစည်းဖြစ်နေပြီးဘာတိုက်ပွဲမှမဖြစ်တဲ့နေရာတွေကရတတွေကိုတမင်တကာပြစ်မှတ်တာတက်ခိုက်နေတာဖြစ်တယ်လို့လေဒေတာတွင်သတင်းအရှိမေကပြောထားပါသေးတယ်ခင်ဗျာ ဖက်မှာတော့အချမ်းဖက်စစ်ကောင်စီထိန်းချုပ်ထားတဲ့နေပြည်တော်တကုံးမြို့နယ်မှာမိုးသီးထန်စွာရွာသွန်းမှုနဲ့တောင်ကျချောင်းရီတွေကြောင့်ရေကြီးနေပြီးပြည်သူတွေကိုကယ်ထုတ်နေရတယ်လို့မိုးစေရနာပရဟိတအသိဥက္ကဋ္ဌကိုဖြိုးဝေကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ဩဂလ26ရက်နေ့ညပိုင်းကစပြီးအချမ်းဖက်စစ်ကောင်စီထိန်းချုပ်ထားတဲ့နေပြည်တော်တကုံးမြို့နယ်မှာမိုးသီးထန်စွာရွာသွန်းပြီးတဲ့နောက်တောင်ကျရေတွေစီးဆင်းလာတဲ့အတွက်နဝင်းချောင်းရေရှမ်းပြီးတော့တကုံးမြို့အပြင် အနီးပဝန်းကျင်ကမကြီးပင်ကြေးရွာနဲ့ပုံနမီကြေးရွာဘက်တွင်မှာပါရေနှင်းမြုပ်မှုတွေဖြစ်ပွားနေရဆိုပါတယ်အရင်နောက်ဒီတကံပြည်သူတချို့လက်ဘေးလူရကိုရှောင်တိမ်မှုတွေရှိနေပြီးကေဇယ်ရေးအတွက်တော့လက်တော်ပရဟိတအဖွဲ့တွေကပဲတချို့ပြည်သူတွေကိုကဲထုတ်ပေးတာတွေလှုပ်ဆောင်ပေးနေတယ်လို့မိုးစေနာပရဟိတအသိဥက္ကဋ္ဌကိုဖြိုးဝေကရှင်ကိုခစ်တဲ့ကိုပြောပါတယ်။အဲ့ဒီတောင်ကျချောင်းရီတွေဟာပြင်မနာမျိုးဘက်ကိုလည်းဝင်ရောက်နိုင်တာကြောင့်ဇေယတိရိမြေချောင်းအနီးနေထိုင်တဲ့ပြည်သူတွေအနေနဲ့တတိထားကြဖို့ကိုလည်း မိုးစေတနာပရိုက်တာအသင်းကတတိပေးထားပါတယ်လက်ရှိမှာတော့တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်ခဲ့တဲ့တိုင်ဖုန်းမုန်တိုင်းရဲ့အကျဉ်းအကျဉ်းတွေကြောင့်မြန်မာနိုင်ငံနေရာတော်တော်များများမှာမိုးသီးထန်စွာရွာသွန်းနေပြီးဒေသလိုက်မိုးတက်လီပြင်းတိုက်ခတ်မှုတွေလည်းဖြစ်ပေါ်နိုင်တယ်လို့မိုးစလာရဲ့ထုတ်ပြန်ချက်အရသိရပါတယ်ခင်ဗျအခုတခါဆက်ချင်တာကတော့ ထိုင်းနိုင်ငံမှာခိုးလုံနေတဲ့မြန်မာဒုက္ခသည်4200ကိုထိုင်းအစိုးရကအလုတ်လုတ်ကင်ခွင့်ပြုမယ်လို့ထိုင်းအစိုးရဘက်ကတရားဝင်ထုတ်ပြန်ကြေညာလိုက်တဲ့အပေါ်ကုလသမဂ္ဂဆိုင်ရာဒုက္ခသည်များမဟာမင်းကြီးယွန်း UNHCR ကကြိုဆိုလိုက်ပါတယ်။ဒါကတော့ထိုင်းနိုင်ငံကနှစ်နိုင်ငံနေဆက်တလျှောက်မှာဆယ်စုနှစ်များစွာကြာအောင်ခိုးလုံနေထိုင်နေရတဲ့မြန်မာဒုက္ခသည်တွေကိုထိုင်းနိုင်ငံအတွင်းတရားဝင်အလုတ်လုတ်ကင်ခွင့်ပြုဖို့စီမံချက်တစ်ရပ်ကိုထိုင်းအစိုးရကခွင့်ပြုလိုက်ပြီးအဲ့ဒီခွင့်ပြုချက်ကိုကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNHCR ကဒါဟာဒုက္ခသည်တွေအနေနဲ့ကာကွယ်ရေးနဲ့မိမိကိုယ်ကိုအားကိုးခြင်းအတွက်အချိုးအကွေ့တစ်ခုအဖြစ်ကြိုဆိုလိုက်ပါတယ်။လက်ရှိထိုင်းအစိုးရကမြန်မာဒုက္ခသည်တွေကိုတတ်မှတ်ထားတဲ့ထိန်းချုပ်နေမြေတွေရဲ့ပြင်ပမှာနေထိုင်ခွင့်ပြုလိုက်တဲ့အပြင်အလုပ်လုပ်ကိုင်ခွင့်ကိုပါထိုင်းအလုပ်သမားဝင်ကြီးဌာနကခွင့်ပြုချက်ပေးလိုက်ပြီးအဲ့ဒီအစီအစဉ်ရအလုပ်လုပ်ကိုင်ခွင့်လက်မှတ်၄200000လောက်ကိုထုတ်ပေးနိုင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။ထိုင်းအလုပ်သမားဝင်ကြီးဌာနရဲ့အဆိုအရတော့ လက်ရှိမြန်မာနိုင်ငံကနေနေရဆွန့်ခွာသူ8000နီးပါးကိုထိုင်းနိုင်ငံကယာယီဒုက္ခသည်ခိုးလုံရေးစခန်း6ခုမှာလက်ခံထားပြီးအများစုသောဒုက္ခသည်တွေဟာအဲ့ဒီနေရာတွေမှာဆယ်စုနှစ်များစွာနေထိုင်ခဲ့ကြသလိုဒုက္ခသည်လူဦးရေရဲ့50%ရာခိုင်နှုန်းလောက်ဟာအဲ့ဒီစခန်းတွေမှာပဲမွေးဖွားခဲ့ကြတယ်လို့သိရပါတယ်။ဒီလိုထိုင်းဆိုရကမြန်မာဒုက္ခသည်တွေကိုအလွတ်လွတ်ခွင့်ပေးတဲ့စီမံချက်ဟာဒုက္ခသည်တွေအတွက်တင်မကထိုင်းနိုင်ငံအတွက်ပါအကျိုးရှိစေတဲ့ခြေလှမ်းအဖြစ် ် UNA ဆီယာကရှုမြင်ထောက်ပါတယ်။လက်ရှိမှာတော့ဒုက္ခသည်တွေအနေနဲ့ကိုခိုလုံးနေတဲ့စခန်းတွေကနေထွက်ခွာခွင့်ရှောက်ထားဖို့ဂျမ်းမာကြီးစစ်ဆေးမှုခံယူဖို့နဲ့လူမှုဖူလုံရေးဒါမှမဟုတ်ဂျမ်းမာကြီးအာမခံအတွက်စည်ရင်းသွင်းဖို့လိုအပ်တယ်လို့အလုံးလုတ်ခွင့်ပါမစ်ကိုလည်းအခွန်ကင်းလုတ်ခွင့်ပြုထားပြီးပါမစ်တတ်တန်းကတော့တစ်နှစ်ဖြစ်တယ်လို့သိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရုံးခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ ཀྱི ཀྱི